ယူကရိန်းနိုင်ငံကအမေရိကန်နိုင်ငံရဲ့အပြစ်ခက်ရေစဲရေးတိုက်တွန်းချက်ကိုသဘောတူညီလိုက်တဲ့အတွက်ရုရှားကထိတဲ့သွားခဲ့ရပါတယ်။ယူကရိန်းကအမေရိကန်နိုင်ငံရဲ့ထောက်လန်းရေးသတင်းတွေနဲ့အကူအညီတွေအတွက်အလဲလှယ်အဖြစ်ရက်30အပြစ်ခက်ရေစဲရေးကိုသဘောတူခဲ့တာဖြစ်ပါတယ်။အဲဒီအတွက်ရုရှားတာဝန်ရှိသူဝန်ကြီးတွေကလူမြင်ကွင်းကိုထွက်လာကြပြီးတော့သူတို့အနေနဲ့ဘယ်အပြစ်ခက်ရေစဲရေးကိုမှသဘောတူမှာမဟုတ်ဘူးလို့ထုတ်ပြောလာကြပါတယ်။သူတို့ကယူကရိန်းနိုင်ငံအနေနဲ့အပြစ်အဝါလည်းနဲ့ချတာကိုလိုချင်နေပြီးတော့ဒါကဘယ်တော့မှဖြစ်လာမယ့်ကိစ္စမဟုတ် ဟုတ်ပါဘူး။ယူကရိန်းနေနဲ့ရက်30အပြည့်ခန့်ရစေးပြုလို့ရတာကအကြောင်းပြချက်တွေရှိနေပါတယ်။နံပါတ်1ကတော့အမေရိကန်နိုင်ငံရဲ့တွန်းအားပေးမှုကြောင့်ဖြစ်ပါတယ်။နံပါတ်2ကတော့အမေရိကန်ကထောင်လန်းရေးသတင်းတွေနဲ့အထောက်ပံ့တွေကိုပြန်ပေးမယ်ဆိုတဲ့အတွက်ဖြစ်ပါတယ်။နံပါတ်3ကတော့အပြည့်ခန့်ရစေးနေချိန်မှာနှစ်ဖက်ဖန်ဆီးထားတဲ့စစ်တုံးဘန်းတွေကိုလဲလှယ်နိုင်ဖို့ဖြစ်ပါတယ်။နံပါတ်4ကတော့ငြိမ်းချမ်းရေးရရှိတည်ထောင်စေဖို့အတွက်ဖြစ်ပါတယ်။နံပါတ်5ကတော့ယူကရိန်းနဲ့တရံစာတာတွေကိုအမေရိကန်နဲ့အော်ဘောနိုင်ငံတွေကိုရောင်းချ ချပြီးတော့နိုင်ငံစီးပွားရေးပြန်လည်နလန်ထူလာစေဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်စစ်ရဲဆဲလိုက်တာကယူကရိန်းအတွက်ကောင်းတာတွေပဲဖြစ်လာစေမှာပါ။အမေရိကန်နိုင်ငံကသာထောက်လန်းရေးသတင်းတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုပြန်ပေးမယ်ဆိုရင်ယူကရိန်းအတွက်အရေးသာစေပြီးတော့ရုရှားတွေအတွက်တော့အထင်အားစေပါမယ်။ပြောရမယ်ဆိုရင်တော့ယူကရိန်းအနေနဲ့ရုရှားကိုအနိုင်တိုက်ဖို့လိုအပ်တဲ့အရာအားလုံးကိုရလာနိုင်ပြီလို့ပြောလို့ရပါတယ်။ရခိုင်ကလည်းဥရောပကဥဆောင်ပြီးတော့အပြစ်ခက်ရဲဆဲကိုပြောခဲ့တာရှိပါတယ်။ဒါပေမဲ့ဒါ တာကလေတဲ့ပင်လေတဲ့နဲ့အရသာပြမျက်တွေကိုသာဥတီမတိုက်ခိုက်ဖို့ပြောထားတာဖြစ်ပါတယ်။ရှေ့တန်းမှာတော့ဒိုင်ပွဲတွေကဆက်လက်ဖြစ်ပွားနေစေဖြစ်ပါတယ်။ဒါပေမဲ့အခုအမေရိကန်ဦးဆောင်တဲ့အပြည့်ခက်ရန်စဲရေးကတော့အပြည့်ဝရန်စဲရမှာဖြစ်ပါတယ်။ရှေ့တန်းမှာလည်းတိုက်ခိုက်နေစရာမလိုအပ်တော့ပါဘူး။ဒီစစ်ပွဲကိုရတန်ဖို့အတွက်တခုတည်းသောနီလန်းကဆွေးနွေးမှုတစ်ခုပဲရှိပါတယ်။ဒါပေမဲ့ရုရှားဘက်ကတော့အပြည့်ခက်ရန်စဲရေးကိုသဘောမတူသေးပါဘူး။ဘာလို့လဲဆိုတော့ရက်30အပြည့်ခက်ရန်စဲလိုက်မယ်ဆိုရင်ယူကရိန်းဘက်ကပြန် လည်းပြင်ဆင်ဖို့အချိန်ရသွားမယ်လို့ယူဆနေတဲ့အထွတ်ကြောင့်ဖြစ်ပါတယ်။ရုရှားရဲ့ယူမန်ချက်ကတော့ယူရှင်းပါတယ်။သူတို့ကငင်းချင်းရေးကိုလိုချင်တာမဟုတ်ပါဘူး။သူတို့ကယူကရိန်းနိုင်ငံကိုလိုချင်တာပါ။ဆွေးနွေးမှုတွေအတွင်းမှာယူကရိန်းနိုင်ငံလုံခြုံရေးအတွက်ပါထည့်သွင်းဆွေးနွေးမယ်လို့ American တာဝန်ရှိသူတွေကဆိုပါတယ်။ဒါကအပြစ်ခက်ရဲစဲရေးရဲ့နောက်မှာလိုက်ပါလာတဲ့ဆွေးနွေးမှုတစ်ခုဖြစ်ပါတယ်။ဒီဆွေးနွေးမှုတွေကနေယူကရိန်းနိုင်ငံရေရှည်ငင်းချမ်းဖို့အတွက်ဆွေးနွေးနိုင်လိမ့်မယ်လို့လူတွေကမျှော်လင့်နေကြပါတယ်။လုံခြုံရေးအာမခံချက်အတွက် American စစ်သားတွေကို ယူကရိန်းကိုစစ်လို့မှာမဟုတ်ဘူးလို့တမရထရန့်ကပြောပူပါတယ်။အမကန်ချန်နေနဲ့ယူကရိန်းကအမေရိကန်နိုင်ငံနဲ့တရံစတဲ့ရောင်းဝယ်ဖို့ကိုသဘောတူပေးရမှာဖြစ်ပါတယ်။ပြင်သစ် UK စတဲ့နိုင်ငံတွေကတော့သူတို့ရဲ့စစ်သည်တွေကိုယူကရိန်းနိုင်ငံကိုစစ်လို့ဖို့အသင့်ဖြစ်နေပြီလို့ဆိုပါတယ်။ရုရှားကတော့ယူကရိန်းနယ်မြေမှာဘယ်အူရောပစစ်တပ်ကိုမှလက်ခံမှာမဟုတ်ဘူးလို့အတည်အလင်းကြေညာထားပါတယ်။ ဒီတော့ဩစတြေးလျနိုင်ငံကအဆင်ပြေတယ်ရုရှားကဥရောပစစ်တပ်တွေကိုလက်မခံရင်ငါတို့စစ်တပ်တွေလွတ်ပေးမယ်လို့ပြောထားပြန်ပါတယ် ဒါပေမဲ့ရုရှားကတော့ Austria စစ်တပ်တွေကိုလည်းလက်ခံမှာမဟုတ်ဘူးလို့ကြေညာပြပါတယ်။ယူကရိန်းနိုင်ငံမဟာမိတ်ကင်းမဲ့နေရာကိုရုရှားကမျှော်လင့်နေတာဖြစ်ပါတယ်။အပြည့်ခဲရဲစဲဤကာလရက်30မှာယူကရိန်းမဟာမိတ်တွေကစစ်တပ်တွေဆေးလုမာကိုရုရှားအစိုးရနေရာဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲဖြစ်ပြီးတော့၃နှစ်အကြာဖေဖော်ဝါရီလ9ရက်နေ့မှာဒိုနယ်ထရန့်က ရုရှားသမ္မတပူတင်နဲ့တိုက်ရိုက်ဖုန်းပြောခဲ့ပါတယ်။ဒါကယူကရိန်းအရေးခင်းကိုအပြောင်းလဲဖြစ်သွားစေမယ့်ကိစ္စတစ်ခုဖြစ်ပါတယ်။ထရန့်ရဲ့အပြောအယားကတော့သူတို့နှစ်ယောက်ဟာယူကရိန်းအရေးကိုအပြီးတက်နိုင်ဖို့ကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။လူပေါင်းများစွာတည်ဆုံနေရတဲ့အရေးအတွက်ထရန့်ကယူကရိန်းနဲ့ရုရှားအကောင်ဆောင်တွေကိုမျက်နှာချင်းဆိုင်တွေ့ဆုံဖို့အဖြေရှာကြဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့အထူးပြစ်ချက်တွေတော့မရခဲ့ပါဘူး။ရုရှား Kremlin နဲ့တော့အစီကနေလဲတရားဝင်ထုတ်ပြန်မှုတွေမထုတ်ပြန်ခဲ့ပါဘူး။တကယ်လို့သမ္မတနဲ့ ယောက်ကြားဖုန်းဆက်သွယ်မှုဟာတကယ်ဖြစ်ခဲ့ရဆိုရင်ဘာလို့ရုရှားဘက်ကထုတ်ပြန်ကြေညာချက်တွေကိုမထုတ်ပြန်ခဲ့ရလဲရုရှားငြိမ်းချမ်းရေးမလို့ကျွန်တော်ဟုတ်လားပြီးတော့သမရထရန်ကယူကရိန်းနဲ့ဒေါ်လာ3900တန်းတရံစရိုက်ရောင်းဝယ်မှုအတွက်တောင်းဆိုနေခဲ့ပါသေးတယ်အလဲလှယ်နေနေကတော့အမေရိကန်နိုင်ငံကလုံခြုံရေးအာမခံချက်တွေကိုပြီးမှဖြစ်ပါတယ်ဒါစစ်ပွဲနဲ့မဆိုင်တော့ပါဘူးဒါကရေရှည်စီးပွားရေးနည်းပြဟာတစ်ခုဖြစ်သွားပါပြီရုရှားကတော့ငြိမ်းချမ်းရေးကိုသဘောမတူခဲ့ဘူးဆိုရင် စီအင်အားချစင်းယုံသားမကစီပေါ်ရေးမှာလည်းတလန်းနောက်ကျသွားနိုင်ခြေရှိနေပါပြီ။ရေရှည်စစ်ပွဲတစ်ခုဟာနိုင်ငံရေးအာဏာသိမ်းတာဒါမှမဟုတ်ပြည်ရင်းဆန္ဒပြတာတွေနဲ့ကြုံတွေ့ရနိုင်ခြေရှိနေပါတယ်။သတင်းချက်လက်တွေအရ Saudi Arabia ဒါမှမဟုတ် UAE နိုင်ငံတွေက ထရန့်ပူတင်မျက်နှာချင်းဆိုင်ဆွေးနွေးပွဲအတွက်အင်ရှန်နိုင်ငံအနေနဲ့ဆောင်ရွက်ပေးဖို့ဆန္ဒရှိနေကြရလို့ဆိုပါတယ်။ဒီနိုင်ငံတွေကစွန့်ရင်တင်ဖို့နေရအဓိကနိုင်ငံတွေဖြစ်ကြပြီးတော့ကမ္ဘာစွန့်ရင်ဈေးကွက်ပြဿနာတက်လာမှာကိုမမြင်ကျင်ကြတဲ့နိုင်ငံတွေလည်းဖြစ်ကြပါတယ်။ယူကရိန်းစစ်ပွဲကြောင့်လောင်စာဆီဈေးနှုန်းတွေကမငြိမ်မသက်ဖြစ်လာနေပါတယ်။ဒါ့အိုဆော်ရီနိုင်ငံအသီးမခံနိုင်တော့ပါဘူး။တူရကီနိုင်ငံကလည်းယူကရိန်းစစ်ပွဲအတွက်ဝင်ရောက်ပြောဆိုနေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။2022ခုနှစ်မတ်လမှာတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာငြိမ်းချမ်း င်းဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ပေးခဲ့ပါတယ်။အပြစ်ခက်ရစေးရေးကမဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ဒါပေမဲ့ရုရှားကတော့ယူကရိန်းနိုင်ငံအပြေအဝလက်နက်ချတာကိုမြင်ကျင်နေပါတယ်။အစ္စရေးနိုင်ငံကတော့ ပူတင်နဲ့ဇလန်စကီတို့ကြားငြိမ်းချမ်းရေးရှုနိုင်အောင်ကြားခံဆွေးနွေးပေးခဲ့ပူပါတယ်။ဒါပေမဲ့ပူတင်ကိုနိုင်ငံကောင်းဆောင်တော်တော်များများကမစွဲဆောင်နိုင်ခဲ့ကြပါဘူး။တနေ့ကြပြီးတော့2023ခုနှစ်ဖေဖော်ဝါရီလမှာတော့ဂျီယွန်နိုင်ငံပါပါဝင်လာပြီးတော့ငြိမ်းချမ်းရေးအထွက်ပြောဆိုပေးခဲ့ပါတယ်။ယူကရိန်းဘက်ကတော့လက်ခံပေးမယ်။ရုရှားတပ်တွေယူကရိန်းနယ်မြေကနေဆုတ်ခွာဖို့ကိစ္စမှာသဘောတူညီချက်မရခဲ့ပါဘူး။ 2024ခုနှစ်မှာလည်းတရုတ်နိုင်ငံကဘရာဇီးနိုင်ငံကိုဂျာခန်ထားပြီးတော့နောက်တစ်ချိန်ငြိမ်းချမ်းရေးအဆိုပြုချက်ကိုထုတ်ပြန်ပါတယ်။ဒါပေမဲ့ဘာမှမထူးလာပါဘူး။အာဖရိကနိုင်ငံတွေတောင်ငြိမ်းချမ်းရေးအတွက်ရုရှားကိုတောင်းဆိုလာကြပေမဲ့ရုရှားကထိတ်ဆိတ်နေစေဖြစ်ပါတယ်။အကျဉ်းသားလဲလှယ်ရေးကိစ္စတွေ၊ကုန်စည်တင်သွင်းရေးကိစ္စတွေကိုရုရှားနဲ့ယူကရိန်းကပါတရားနာထောင်ခဲ့ကြပေမဲ့အဆုံးမှာတော့ဘာသဘောတူညီချက်မှမရခဲ့ပါဘူး။2024ခုနှစ်ရွေးအင်းနိုင်ငံရဲ့အကြံဝင်ညှိနှိုင်းပေး ိမှုကြောင့်အကျဉ်းသားတွေလည်းလည်းရေးကိစ္စကိုတော့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဒါကအနည်းဆုံးတော့ငင်းချင်ရေးဆွေးနွေးမှုမှာ အကောင်ဘက်ကအထူးထက်လာတယ်လို့ပြောလို့ရပါတယ်။ဒီကနေ့တကယ်အစ်စ်မငင်းချင်ရေးကိုရလာနိုင်ပါမလားဆိုတာကတော့မသိနိုင်သေးပါဘူး။ဒေဇာတာတစ်ခုကတော့ရုရှားဟာပြင်းပန်းနေပါပြီ။၃နှစ်ကြာစစ်ပွဲကာလအတွင်းမှာရုရှားဘက်ကလည်းဆုံးရှုံးမှုတွေများစွာရှိခဲ့ပါတယ်။ဒါပေမဲ့သွေးမြေကျမှုတွေအရင်းအမြစ်ဆုံးရှုံးမှုတွေအပြင်ရုရှားဘက်ကလက်စုပ်လက်ကင်ပြနိုင်တာပါ ားများရှိနေလေဒီစစ်ပွဲဟာရေတိုစစ်ပွဲတစ်ခုသာဖြစ်ရမှာဖြစ်ပြီးတော့အခုကမထင်မှတ်ထားပဲရှေ့ကြနေရပါတယ်ပူတင်ကဒီစစ်ပွဲကို၃ဘက်အတွင် ပြီးဆုံးမယ်လို့တွက်ချက်ထားခဲ့ပါတယ်ဒါပေမဲ့အခုဆိုရင်၃နှစ်ကျော်လာခဲ့ပါပြီရုရှားတွေကဆုံးရှုံးမှုတွေခြုံတွေ့နေရပြီးတော့ဒိဗတ်ရရှိထားတဲ့အနေအမျိုးတွေကိုပါထိမ့်သိမ်းနိုင်စွမ်းကြာစင်းနေပါပြီ၂၀၂၄ခုနှစ်အနောက်ပိုင်းမှာရုရှားတွေကဗလီကာနိုဗယ်ဆိုကာဆော်ရီဒေတာတွေမှာခုခံရေးကိုအစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့ပါတယ် ဒီနယ်ရီက Savory's ရာနဲ့ Donationary အတွက်တော့အရေးကြီးတဲ့ဒေတာတွေဖြစ်ကြပါတယ်။လာပေါင်းများစွာကြာအောင် Russia တွေကအားကုန်သုံးတိုက်ခိုက်ခဲ့ကြပေမဲ့ပြောပါလောက်စရာထိုးထက်မှုတွေနဲ့မကြုံခဲ့ရပါဘူး။ပြီးတော့အဆုံးရှုံးရမှုတွေကတော့အထူးများပြားခဲ့ပါတယ်။2024ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာတင် Russia စစ်သည်4690လောက်ထိခိုက်ဒေဆုံးခဲ့ပါတယ်။ဒါကစစ်ပွဲတစ်လျှောက်မှာဒေဆုံးမှုအများဆုံးလတစ်လဖြစ်ခဲ့ရပါတယ်။1ရက်နေ့မှာပဲ Russia ကပြူဟာ ကြတဲ့တိုက်ခိုက်မှုတစ်ခုကိုပြုလုပ်ခဲ့ပြန်ပါတယ်။ဒါကတော့ Donex နယ်မှာရှိတဲ့စည်ရေးအရာအရေးကြီးတဲ့ Forex မြို့ကိုတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ရုရှားတပ်တွေကမြို့အနီးဘက်ဝင်ချင်းကခြေရွာတွေကိုအရင်သိမ်းပိုက်ခဲ့ပြီးတော့မြို့နဲ့3ကီလိုမီတာအကွာဝေးအထိရောက်လာနိုင်ခဲ့ပါတယ်။ဒါကြောင့် Forex မြို့မှာရှိနေတဲ့ Ukraine ရဲ့အရေးကြီးဆုံးတံမီးထုတ်လို့ရေးစက်ယုံဟာပြဿနာတွေနဲ့ရင်ဆိုင်ရပါတော့တယ်။ဒါပေမဲ့ကိစ္စတွေကထင်သလောက်မယိုးရှင်းပါဘူး။ Ukraine တပ်တွေကရုရှားတပ်တွေမြို့ကိုအပြေအဝသိမ်းပိုက်တာကနေကာကွယ်ချပေးနိုင်ခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှာလည်း လူဟန့်စ်ဒေသကိုရုရှားတွေထိုးစစ်ဆင်ပြန်ပါတယ်။ဒါပေမဲ့တိုက်ခိုက်မှု၈ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ရုရှားတွေနောက်ဆုတ်လိုက်ရပါတယ်။ရုရှားဘက်ကစစ်သား52ယောက်ချန်ရှုံးပြီးတော့ယူကရိန်းဘက်က39ယောက်ချန်ရှုံးပါတယ်။ ရုရှားဘက်ကတန်ကြက်ကရင်15စီးဖြက်စီးခံလိုက်ရပါတယ်။ဂျယ်ရီကဥပမာတစ်ချို့ပဲဖြစ်ပြီးတော့ဒီလိုဖြစ်ရမျိုးတွေကရှေ့တန်းစစ်မြေပြင်တစ်ခုလုံးမှာဖြစ်နေခဲ့ပါတယ်။နေမြေတွေကိုသိမ်းပိုင်းမှုကလည်းနေစင်းနဲ့အမြပြောင်းလဲနေပြီးတော့ရုရှားနဲ့ယူကရိန်းတလဲစီသိမ်းယူနေကြတာဖြစ်ပါတယ်။ဒီစစ်ပွဲကရုရှားနိုင်ငံကိုအတွင်းထဲကနေလှိုက်စားနေစေပါတယ်။တကယ်လို့ပူတင်သာလက်အနေငယ်အတွင်းဒီစစ်ပွဲကိုမရက်တန့်ခဲ့ဘူးဆိုရင်သူပြောနေတဲ့ကြီးမြတ်တဲ့ရုရှားနိုင်ငံတော်အိမ်မက်က ဝေးကွာသွားတော့မှာဖြစ်ပါတယ်။ US ထောင်လည်ဌာနရဲ့ထောင်လည်မှုတွေအရသုံးနှစ်စစ်ပွဲအတွင်းရုရှားဘက်ကဒဏ်ရာရရှိသူ3သိန်းကျော်ရှိပြီးတော့အတည်ပြုနိုင်တဲ့ကြာဆုံးစစ်သည်တသိန်း2000လောက်အထိရှိနိုင်တယ်လို့ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ရုရှားတွေအထိနာနေတာကတော့တိတာတဲ့အချက်တစ်ခုဖြစ်ပါတယ်။ယောက်ျားလေးတွေကစစ်ထဲဝင်ပြီးတော့တေဆုံးကုန်ကြတယ်။မုံဆိုးမတွေကကလေးတွေကိုထိန်းသိမ်းနေရတယ်။လူနေအိမ်တွေကလူနေထိုင်မှုနဲ့ပါသွားတယ်။အနာဂတ်တွေပျောက်ကုန်တယ်။ဒါတွေကိုရုရှားတွေကြုံလာရပါပြီ။ ဒရရသိဆုံးကုန်ကြတဲ့စစ်တီတွေဟာအလုံးလုံးနိုင်စွာအမြင့်ဆုံးအသက်အရွယ်မှာရှိနေကြတဲ့လူတွေဖြစ်ပါတယ်။အမှန်ကတော့သူတို့ဟာရုရှားနိုင်ငံတိုးတက်စေဖို့အတွက်အလုံးလုံးနေတဲ့လူတွေဖြစ်ကြပါတယ်။အဲဒီအစားဒီစစ်သားတွေက တေဆုံးတရာရနေတဲ့စစ်ပွဲတွေထဲမှာပြိမိနေကြပါတယ်အဓိကဝင်ဝင်ရှာဖွေသူတွေမရှိဘဲနဲ့ရည်တည်နိုင်ဖို့အတွက်ရုရှားအင်တော်စုတွေကအားတင်းပြီးနေထိုင်နေရပါတယ်မုတ်ဆိုးမတွေတက်ကြီးရွယ်အိုတွေအတွက်ထောက်ပံ့ပေးမဲ့သူတွေမရှိတော့ပါဘူးတရာရရှိသူတွေဟာအလုံးမလုံးနိုင်ကြတော့တဲ့အတွက်ထိခိုက်နေပြီးသားစနစ်ကိုပို့ပြီးထိခိုက်စေပါတယ်ရုရှားအစိုးရကတော့စစ်ပွဲပြန်စစ်တီတွေနဲ့မိသားစုတွေကို ထောက်ပံ့ပေးမယ်လို့ဆိုခဲ့ပေမဲ့အမှန်တကယ်ကတော့ထောက်ပံ့ငွေဟာနေပါလာပါတယ်ပုံမှန်လည်းမရ ရပါဘူးပြီးတော့ ထောင်ပေါင်းများစွာသောအင်ပြန်လာတဲ့ဒဏ်ရာရစစ်သားတွေကနိုင်ငံသူတို့ကိုဆုတ်ပစ်ထားတယ်ဆိုတာကိုသိလာရပါပြီ။ဒီလိုနည်းနဲ့ရုရှားရဲ့လူမှုရေးစနစ်ကလည်းပြည့်စည်ရပြန်ပါတယ်။ဒါပေမဲ့ဒီစစ်ပွဲမဖြစ်ခင်ကတည်းကရုရှားမှာပြဿနာလေးတွေရှိနေခဲ့ပြီးသားဖြစ်ပါတယ်။ဒီစစ်ပွဲဟာရုရှားရဲ့လူမှုရေးပြဿနာကိုပိုဆိုးဝါးစေပါတယ်။မွေးဖွားနှုန်းကျဆင်းတာတွေ၊တိုက်စုံမှုနှုန်းမြင့်မားတာတွေစတာတွေကြောင့်ရုရှားဟာလူမှုရေးကျဆင်းမှုနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့အခုစစ်ပွဲကြောင့်စစ်ပွဲမှာဒဏ်ရာရတိုက်စုံ ုံးသူတွေကြောင့်လူဦးရေပြဿနာပိုပြီးတော့ဆိုးဝါးလာပါတယ်။ တကယ်လို့ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်ရုရှားလူဦးရေက နောက်လာမယ့်နှစ်90အထိတန်120လောက်ပဲရှိနေမှာဖြစ်ပါတယ်။ဒါကလူဦးရေ18ရာခိုင်နှုန်းကျဆင်းနေပါသွားတယ်လို့ဆိုလိုနေတာဖြစ်ပါတယ်။တကယ်လို့စစ်ပွဲသာဆက်ဖြစ်နေရင်ဒီထက်တောင်ဆိုးဝါးသွားနိုင်ခြေရှိနေပါသေးတယ်။2022ခုနှစ်စက်တင်ဘာမှာပူတင်ရဲ့စစ်ကြေညာချက်အပြီးမှာရုရှားလူဦးရေ8သိန်းလောက်ဟာတူရကီ၊ကာဇက်စတန်၊ဂျော်ဂျီယာစတဲ့နိုင်ငံတွေကို ထွက်ပြေးသွားကြရလို့ဆိုပါရယ်အခုထိလည်းဒိန်ပေါင်းများစွာသော ပြည်သူတွေဟာရုရှားနိုင်ငံကိုစွန့်ခွာနေကြဆဲဖြစ်ပါရယ်ငယ်ရွယ်သူတွေပညာတတ်တွေအရေးချင်းရှိသူတွေကနိုင်ငံအနေစွန့်ခွာထွက်သွားနေကြပါရယ်ဆရာဝန်တွေအင်ဂျင်နီယာတွေဒိဗ္ဗပညာရှင်တွေကလည်းရုရှားနိုင်ငံအနေထွက်သွားနေကြပါရယ်ဒါဟာအုံနောက်ယူစီးမှု brain drain ဖြစ်ပြီးတော့ရုရှားအတွက်ဆုံးရှုံးမှုတစ်ခုဖြစ်ပါရယ်ဒါဟာရုရှားနိုင်ငံရဲ့အနာဂတ်ကိုထိခိုက်စေနိုင်ပါရယ်ရုရှားအတွက် ဥပမာကောင်းတစ်ခုရှိနေပါတယ်။ဒါကတော့ Valentine တိုင်းဖြစ်ပေါ်လာစေခဲ့တဲ့1962ခုနှစ်အရှေ့ဂျာမနီနိုင်ငံရဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာဂျာမနီနိုင်ငံဟာစီးပွားရေးအားပေးတဲ့အနောက်ဂျာမနီနဲ့ ကွန်မြူနီအရှိဂျာမနီဆိုပြီးတော့နှစ်ချမ်းကွဲသွားခဲ့ပါတယ်။အနောက်ဂျာမနီကတော့စီးပွားရေးကောင်းမွန်ပေမဲ့အရှိဂျာမနီကတော့ဆိုဗီယက်တိုင်းနိုင်ငံရဲ့စီးပွားရေးစနစ်ကိုကင်ဆယ်ပါတယ်။ဒီအတွက်1949ကနေ1962ခုနှစ်အတွင်းအရှိဂျာမနီမှာနေထိုင်သူတွေဟာခက်ခဲတဲ့ဘဝတွေကိုဖြတ်သန်းခဲ့ရပါတယ်။အရှိဂျာမနီနိုင်ငံသား3.5သန်းလောက်နိုင်ငံရဲ့ချောက်ကိုထွက်ပြေးခဲ့ကြပါတယ်။ထွက်သွားသူအများစုဟာလူငယ်ပညာတတ်တွေပညာရှင်တွေဖြစ်ကြပါတယ်။ဒီလိုပညာတတ်တွေရောနေ င်းသွားတဲ့အတွက်အရှေ့ဂျာမနီနိုင်ငံဟာစီးပွားရေးကျဆင်းလာပါတယ်။ဈေးရုံတွေမှာအလုပ်တွေပြိလာပါတယ်။ဒိဗံပညာသူတည်တနာပညာတွေမှာနောက်ကျကုန်ပါတယ်။ဒီလိုနဲ့အရှေ့ဂျာမနီနိုင်ငံဟာအဖက်ဖက်ကအနောက်ဂျာမနီထက်နှိမ့်ချသွားရပါတယ်။လူတော်လူကောင်းတွေကိုဆုံးရှုံးရတာကနိုင်ငံရဲ့အနာဂတ်ကိုဆုံးရှုံးရတာနဲ့တူပါတယ်။ရုရှားကတော့အရှေ့ဂျာမနီမဟုတ်ပေမဲ့သူကြီးရဲ့ပြဿနာတွေနဲ့ရင်ဆိုင်လာရပါပြီ။အရှေ့ဂျာမနီဟာဒီလိုနဲ့ပဲဖြိုလဲသွားခဲ့ပြီးတော့အနောက်ဂျာမနီနဲ့ပေါင်းစည်းလိုက်ရပါတယ်။ရုရှား ာမှာတော့အနောက်ဂျာမနီလိုလွှမ်းမိုးသွားမဲ့နိုင်ငံမျိုးရှိမနေပါဘူး။ရုရှားအနေနဲ့ brain drain ကိုကာကွယ်ဖို့အတွက်အကောင်းဆုံးကာကွယ်တဲ့နည်းလမ်းကတော့ပို့ပြီးတော့ထိန်းချုပ်လာတာဖြစ်ပါတယ်။ရုရှားအစိုးရကပြည်ပထွက်ခွာခွင့်တွေကို ပို့ပြီးတော့တင်ကျပ်လာနေခဲ့ပါပြီအချိန်နေပိုဆိုးလာလေးလေးပို့ပြီးတော့တင်ကျပ်လာလေးလေးဖြစ်နေမှာဖြစ်ပါတယ်ဒီလိုသာဆက်ပြီးတော့တန်ရာရသေဆုံးသူတွေရှိနေမယ်ဆိုရင်ရုရှားဟာလက်ရှိလူဦးရေကျဆင်းမှုကိုရင်ဆိုင်ရမှာဖြစ်ပြီးတော့အနာဂတ်မှာအင်အားနည်းပါးသွားနိုင်ပါတယ်အခုတောင်ရုရှားရဲ့မွေးဖွားနှုန်းကကျဆင်းနေပါပြီအမျိုးသမီးတယောက်ရဲ့မွေးဖွားနှုန်းကတတသမ5ပဲရှိပြီးတော့စစ်ပွဲအပြီးလူအင်အားပြန်ပြေးနိုင်ဖို့လိုအပ်တဲ့မွေးဖွားနှုန်းနှစ်တသမ1ထက်တိတိတသာကျဆင်းနေခဲ့ပါတယ်2022ခုနှစ်မှာ 我喜欢那歌 တတသမ၄နှစ်ကိုချဆင်းသွားပြီးတော့ဆယ်စုနှစ်အတွင်းအ ਨੇ ဆုံးမွေးဖွားနှုန်းဖြစ်ခဲ့ပါတယ်အခုဆိုရင်ရုရှားရဲ့ကလေးမွေးဖွားနှုန်းက25နှစ်အတွင်းမှာအနှိမ့်ချဆုံးအခြေအနေကိုရောက်နေပြီဖြစ်ပါတယ်ဒါအုံထုံးပြန်ဖို့ရုရှားဘာရီကိုလုံနေလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်မွေးဖွားနှုန်းပြန်မြင့်လာဖို့အတွက်ရုရှားကကလေးမယူဘူးဆိုတဲ့ policy ကိုတိုက်ဖြတ်နေပါတယ်ဟုတ်ပါတယ်တကယ်လို့တင်ကရုရှားမှာအိမ်အောင်ချထားတဲ့လူတယောက်ဆိုပါတော့ငွေကြေးပြဿနာကြောင့်ဖြစ်စေခံယူချက်ကြောင့်ဖြစ်စေ ကလေးမယူဘူးဆိုရင်တင်ကရုရှားအစိုးရရဲ့ဒေါ်လာ၄000တန်ရိုက်တာကိုခံရမှာဖြစ်ပါတယ်။ကလေးမယအောင်လုံဆောင်ပေးတဲ့စီးပွားရေးလုပ်ငန်းတွေဆိုရင်ဒေါ်လာ9000လောက်အထိတန်ရိုက်ခံရမှာဖြစ်ပါတယ်။ပြီးတော့ဥပဒေကလိင်တူဆက်ဆံရေးတွေ LGBTQ ဆက်ဆံရေးတွေကိုလည်းတားမြစ်ထားပါတယ်။ရုရှားဟာနိုင်ငံရဲ့မွေးဖွားနှုန်းမြန်မာအောင်တိတိတသာပဲဆောင်ရွက်နေပါတယ်။လူတွေကအစိုးရဖိအားကြောင့်ကလေးယူကြမှာတော့မဟုတ်ပါဘူး။လူတွေကသူတို့အဆင်ပြေမှစီးပွားရေးအဆင်ပြေမှ စိတ်လုံးကြုံမှသာကလေးယူကြမှာဖြစ်ပါတယ်။ဒီအချက်တွေအပြင်ရုရှားစီးပွားရေးကလည်းထိုးကျနေပါတယ်။စစ်ပွဲကြောင့်လည်းနိုင်ငံအထိခိုက်နေပါတယ်။ဒီအတွက်လွန်ခဲ့တဲ့သုံးနှစ်အတွင်းမှာရုရှားနိုင်ငံတဝန်းစန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲ ဖြစ်ပွားတာနဲ့တပြိုင်နက် ချောင်ပေါင်းများစွာသောပြည်သူတွေဟာမော်စကို၊စိန့်ပီတာစဘတ်၊ဆရဲမြို့ကြီးတွေကလမ်းတွေပေါ်မှာဆန္ဒပြကြပါတယ်။ရုရှားအစိုးရကတော့ဆန္ဒပြသူတွေကိုဖမ်းဆီးပြပြီးတုံ့ပြန်ခဲ့ပါတယ်။ထောင်ချခံရတာတွေရှိနေပေမဲ့ဆန္ဒပြမှုတွေကမရက်တန့်သွားပါဘူး။2022ခုနှစ်မှာစစ်ပွဲကိုဆန့်ကျင်ဆန္ဒပြသူပေါင်း2000ကျော်ကထောင်သွင်းအကျဉ်းချခြင်းကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီလူတွေကိုကျန်းမာရေးအခွင့်အရေးတွေမပေးတာအတင်းအဓမ္မစိတ်ပိုင်းဆိုင်ရာကုသမှုတွေခံယူစေတာဆရာတွေကိုရုရှားအ နိုင်ငံတွေကလှုပ်ဆောင်ခဲ့ကြပါတယ်။ဂျာနယ်ရီမီဒီယာတွေကိုလည်းပိတ်ဆို့ပြီးတော့သတင်းထုတ်တွေကိုဖန်ဆီးမှုတွေကိုလည်းပြုလုပ်ပါတယ်။2022ခုနှစ်စက်တင်ဘာလမှာပူတင်ကနောက်ထပ်စစ်သားတွေကိုယူကရိန်းနိုင်ငံကိုဆင်လွတ်ဖို့ညွန်ကြားခဲ့ပြီးတော့နောက်ထပ်ကြီးမားတဲ့လူမှုဆန္ဒပြပွဲတွေဖြစ်ပေါ်လာပြန်ပါတယ်။ဒီအတွက်မြို့ကြီးတွေမှာလမ်းပိတ်ဆို့မှုတွေတောင် ဖြစ်ပေါ်ခဲ့ရပါတယ်။နောက်ပြဿနာတစ်ခုကတော့ အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့ထားမှုဖြစ်ပါတယ်။ဒီအတွက်နိုင်ငံငွေကြေးစနစ်ဟာခိုင်မာမှုမရှိနေတော့ပါဘူး။အစိုးရရဲ့ပြည်လဲတည်ငြိမ်ရေးလှုပ်ဆောင်မှုတွေကလည်းမအောင်မြင်ပြန်ပါဘူး။အီရန်နိုင်ငံဝန်ကြီးပါအီရန်ဟာ2025ခုနှစ်မှာငြိမ်းချမ်းရေးအကြက်တင်တဲ့ရင်ဆိုင်ခဲ့ရပါတယ်။နိုင်ငံရေးမတည်ငြိမ်မှုတွေစီးပွားရေးပိတ်ဆို့ခံထားရမှုတွေစီမံခန့်ခွဲမှုမရှိမှုတွေကြောင့်အီရန်နိုင်ငံရဲ့ငွေကြေးကကမ္ဘာပေါ်မှာတန်ဖိုးအနည်းဆုံးငွေကြေးတစ်ခုဖြစ်လာပါတယ်။အဲဒီအချိန်မှာတော့အမေရိကန်ရဲ့ဒေါ်လာဟာ ငွေကြေးအရခိုင်မာမှုရှိနေပါတယ်။အစပိုင်းမှာတော့ရုရှားစီးပွားရေးပိတ်ဆို့ခံရမှုကိုခိုင်ထွေပုံကအဆင်ပြေတယ်လို့ထင်ရပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှထိခိုက်မှုတွေရှိလာတာကိုမြင်နေရပါတယ်။ရုရှားရူဘယ်ငွေတန်ဖိုးကဒေါ်လာကိုရူဘယ်136ရူဘယ်အထိကိုရောက်သွားခဲ့ပါတယ်။ညရင်းချင်းပဲရုရှားဗန်နီကိုအတုံးလုံး20ရာခိုင်နှုန်းအထိမြင့်တင်လိုက်ဖို့အစိုးရကအမိန့်ပေးလိုက်ပါတယ်။2022ခုနှစ်နှစ်လယ်မှာတော့ ဒေါ်လာကိုရူဘယ်80ဖြစ်သွားပါတယ်။ဒါပေမဲ့ဒီတင်ညင်မှုကတာရှည်တော့မခံခဲ့ပါဘူး။2024ခုနှစ်နိုဝင်ဘာလမှာတော့ဒေါ်လာကိုရူဘယ်ငွေ189.5ရူဘယ်အထိကိုဖြစ်သွားပါတယ်။အထက်ကတော့ရုရှားမှာငွေသားရှားပါလာတာဖြစ်ပါတယ်။ရုရှားကနိုင်ငံစီးပွားရေးအတွက်စွမ်းအင်တင်ပို့မှုကိုကြီးကြီးမားမားမီခိုနေရပါတယ်။ဒါပေမဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့်ရုရှားဟာနိုင်ငံသားငွေလက်ထဲနေပါလာရပါတယ်။ရုရှားမှာလုံလောက်တဲ့ဒေါ်လာယူရိုရန်ငွေကြီးတွေရှိမ နေပါဘူးပြီးတော့စစ်ပွဲရှိနေပါသေးတယ်စစ်ပွဲတွေကအကုန်ကျမနေပါဘူးရုရှားဟာငွေကြေးဘီလီယံပေါင်းများစွာကိုစစ်ပွဲအတွက်သုံးစွဲနေရပါတယ်ဒီလိုအချက်တွေကြောင့်ငွေကြေးဖောင်းပွားမှုနှုန်းကမြင့်မားလာပါတယ်စွဲအင်နဲ့လောင်စာဆီရောင်းချရမှုကနေဝင်ငွေရနေတယ်ဆိုပေမဲ့ရေရှည်မှာတော့ဖြည့်ရှင်းသည့်အစ်စ်မှန်မဟုတ်နေပါဘူးရုရှားနိုင်ငံနေနဲ့အပြေအဝပြိုလဲကျသွားဖို့ဆိုတာက လက်ကြံမှာပဲရှိနေပြီဖြစ်ပါတယ်ပရိသတ်တို့ရောဘယ်လိုမြင်ပါသလဲပရိသတ်တို့ရဲ့မြင်ကို comment မှာရေးပေးသွားလို့ရပါတယ်ဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ like and share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းပရိသတ်တယောက်ချင်းစီတိုင်းကိုတောင်းဆိုလိုက်ပါတယ်ရှင်